အင်ကြီးကိုမောင်နှမစီရမမမအာငါ့ကိုကြတော့မလုပ်ပေးဘူးအာငါ့ကိုပေးရမှာပေါ့ဆိုတာမျိုးမမမရှိအမမတက်နိုင်တဲ့ဟာလေးမမအမြဲတမ်းဟိုမှာအမဆိုလဲအမအလျောက်အကိုဆိုလဲကိုကိုပါလို့လဲအလုပ်တွေပါလေးဆိုလဲညီမလေးဒီကိုကိုတက်နိုင်တဲ့ဘက်ကအမြဲတမ်းစောင့်ရှောက်ပေးတယ်တူတွေတူမတွေလည်းဒီတိုင်းပဲကိုကြောင်းထားပေးရမယ်တူတွေတူမတွေရှင်ကြောင်းထားပေးတယ်လုပ်ပေးတယ်မမမမရဲ့မောင်ရဲ့သားလေးဆိုအာမမဆိုငယ်ငယ်လေးတည်းကကြောင်းထားပေးရတယ် ူဆိုအင်ဂျင်နီယာဖြစ်သွားတယ်အဲအဲ့လိုမျိုးအင်ဂျင်နီယာဟုတ်လားအင်ဂျင်နီယာဖြစ်သွားအခုဆိုစင်ကာပူမှာအလုပ်လုပ်နေတယ်မမအနုပညာအလုပ်ဆက်လုပ်ကြရလေဆိုတော့တတအလိုဆယ်တဲ့အလိုတက်ကတူအလိုထားပေးတာသူက GDI တက်တာ GDI တက်ရင်းနဲ့အဲ့ဒါအင်ဂျင်နီယာဖြစ်သွားပြည်ကြီးပြတာပေါ့မပန်တော့တာမမတို့ကဒါတချီပူစော်ပွဲပေါ့နော် နှစ်စဉ်နှစ်တိုင်းကျင်းပတယ်။နောက်မမတို့ဒါသင်စရာမြင်စရာကြားစရာဒါဒီလူတွေကအကုန်လုံးကသင်စရာမြင်စရာကြားစရာတွေပဲ။မမတို့နဲ့ကားရိုက်တဲ့အချိန်မှာဟလာဟိုစုံတဲ့အချိန်မှာကိုယ်အများကြီးသင်ပြပြောပြပေးတဲ့လူတွေပေါ့။နောက်မမတို့တွေအိုးရင်တော့ကိုယ်နဲ့ကားရိုက်မစုံပေမဲ့လေဒါအခုချိန်ကြီးအသက်တရာမှာအန်တီထွေးဆိုအသက်တရာတဲ့ဒေါ်ထွေးဆိုအသက်တရာဆိုတော့ဟိုးတော့ကဥယျာဉ်လေးပြောပြခမင်းကျွေးရလေ မင်းကျွေးတဲ့အန်တီအဲ့အန်တီကအသက်တရာရှိပြီတဲ့အခုဆိုဒီနှစ်ဒီနှစ်မမတို့တွေ့တာပေါ့အော်ဟိုအရင်နှစ်ကတော့ဆိုလို့ရှိရင်လည်းဘယ်လိုပဲဖြစ်ဖြစ်မမတို့နှစ်စဉ်နှစ်တိုင်းပေါ့နော်ဒီလူကြီးတွေကိုကတော့ရတာဒီမမတို့ရင်ထဲမှာပီတိအပြည့်နဲ့ကတော့ပြစ်တယ်နောက်အဲ့လိုကိုယ့်ရဲ့ချွေးနဲ့စာလေးနဲ့ဒီတက်ကြီးပူဇော်ပွဲအတွက်မမဆို၅သိန်းလှူတယ်အာကိုယ့်ရဲ့ချွေးနဲ့စာလေးကလှူတာဒါ ဒီအဖေဒီအမေတွေကိုဒါကြော့ကျင်းတာပေါ့နော်ဆိုမမတို့တယောက်ချင်းလိုက်ကြော့နေလို့ရှိလို့ရှင်အဆင်မပြေဘူးလူပါတာလည်းရှိမယ်မပါတာလည်းရှိတယ်တွေးလိုက်ရတာရှိတယ်မတွေးလိုက်ရတာရှိတယ်ပေါ့ဆိုတော့ဒါဆိုရင်မမတို့ဆိုဟာရောက်အောင်ပြေးတာမဟုတ်ပါဆိုရင်ဒါတကြီးပူဇော်ပွဲဆိုတာနဲ့မဖြစ်မနေမမဒီရက်ကိုသွားကိုသွားမယ်ဆိုတဲ့စိတ်အမြဲတမ်းထားတယ်ဘတော့မှလည်းမပြတ်ဘူးမမအမြဲလာကြော့တယ်ဘတော့မှမပြတ်ဘူးမမ မလွယ်ဘူးလေမောင်လေးဟာဘာခုနကတော့ဥယျံလေးပြောသလိုပေါ့လူတွေကယောဂါတွေများလာကြပြီအဲ့လိုဟိုမျိုးစုံပေါ့နော်တချို့တွေဆိုမမတို့မကိုဗစ်ကလာပါညာဆိုလို့ရှင်ဒါမမတို့မသိလို့တွေ့ကြရတဲ့သူတွေကြီးပဲအော်လောကကြီးကစဉ်းစားကြည့်လို့ရှင်ဘယ်လိုပဲဖြစ်ဖြစ်မမတို့ရင်ထဲမှာအာတွေ့တဲ့လူနဲ့အဆင်ပြေအောင်နေမယ်တဲ့အောင်နေမယ်မေတ္တာတရားလေးနဲ့မေတ္တာမေတ္တာစိတ်ကလေးနဲ့အားလုံးပေါ်မှာဟိုခံစားပြီးတော့နေမယ်ဆိုရင် အာအေးချမ်းချမ်းလေးနဲ့ဘဝကြီးကိုဖြတ်တန်းရတယ်ပေါ့အဲလိုမျိုးပေါ့မမတို့ဒါအာလူကြီးအမကြီးတဲ့သူကိုယိုသေးမယ်ငယ်တဲ့သူကို လေးစားမယ်အဲစိတ်ထဲမှာအာမရွယ်တူတန်းတူလေးဆိုရင်ချစ်ချစ်ခင်ခင်လေးလေးစားစားနဲ့တယောက်နဲ့တယောက်ဆက်ဆံမယ်ပေါ့ဒါလေးဆိုရင်ဘဝကြီးမှာအေးချမ်းချမ်းလေးနဲ့ဖြတ်တန်းလို့ရတာပေါ့ဘာဖြစ်လို့ရန်ဖြစ်နေမလဲဘာဖြစ်လို့မကြည်မနဲ့တည်းဖြစ်နေမလဲ။ဟောဘာဖြစ်လို့မနာလို့စိတ်တည်းဖြစ်နေမလဲ။ဒါလူတွေကအားလုံးကကိုယ့်ဘဝနဲ့ကိုယ်အားလုံးက ဘယ်လိုခေါ်မလဲဖြတ်တန်းနေကြရတာပေါ့ဆိုတော့ဒီထဲထဲမှာမှာအလုံးနဲ့အဆင်ပြေပြေလေးနဲ့ဒါမမတို့ဖြတ်တန်းကြရင်ပို့ပြီးအေးချမ်းတာပေါ့နော်ဆိုတော့မမခုနပြောသလိုပေါ့ဟိုကိုကိုနဲ့အတွေ့ရကြုံရဆုံရတဲ့သူတွေအလုံးဒီဒါကိုပဋ္ဌာန်းစက်တွေအလုံးနဲ့တွေ့ရတယ်ကြုံရဆုံရတယ်ပေါ့ဆိုတော့ဒီလူတွေနဲ့အလုံးအဆင်ပြေအောင်နေတာအကောင်းဆုံးပေါ့အဓိကတော့ကိုမိသားစုနဲ့အရင်ဆုံးအရင်ဆုံးအဆင်ပြေအောင်နေရမယ့်သဘောရှိတယ်နော်ဆိုကြတော့လေအာမောင်နှမတွေသာရှိတာတောင်ကြောင်မတဲ့ကြအောင် အဲမိဘနဲ့သားသမီးမတည့်ကြအောင်မျိုးစုံလေးရှိတယ်။အသေးသွားရင်ကိုယ်နောက်လည်းဘာမှလည်းမပါဘူး။အဲ့တော့အားလုံးကိုအဲတိခံစိတ်လေးနဲ့အားလုံးကိုရှော့ပေးပြီးတော့အဆင်ပြေဆုံးဖြစ်အောင်နေတာဒီအကောင်းဆုံးပဲ။ဆိုတော့ကိုယ့်ကြောင့်သူများတွေးလိုက်ရင်ပေါ့ကိုယ့်အကြောင်းလေးသူများတွေးလိုက်လို့ရင်ထဲမှာအေးချမ်းသွားတယ်။အော် तू ကသူ့အကြောင်းတွေးလိုက်လို့ရှိရင်ဘာမှပူပေမရှိဘူး။အာ तू ကအဆင်ပြေတယ်ဆိုတာမျိုးလေးဆိုရင် ို့အကြောင်းတွေးလိုက်တာနဲ့စဉ်းစားလိုက်လို့သူ့စိတ်ကမှအဆင်ပြေနေရင်ပဲကိုကုသူရရလေကိုအကြောင်းတွေးလိုက်လို့ဒေါသတွေထွက်စိတ်တွေဆိုးနေရရင်ဘယ်ကောင်းမှာ哦အမအသုံးရောက်မြောက်ဟိုအခုဆိုသုံးရောက်မြောက်အပေါ်မှာအပေါ်မှာအေးအပေါ်မှာအာအကိုအမအမရဲ့အကိုရဲ့အောက်မှာမောင်လေးရဲ့ညီမလေးရဲ့အမအလက်လစ်လက်နေတာอืมမပန်တော့အဲ့လိုလေး မမအာဘယ်လိုပြောမလဲမမဒီအနုပညာအလုပ်စလုပ်ကြရတာကိုချစ်တော်လေးပေါ့ကိုရက်နိုင်တယ်အာကိုပစံကိုရှာနိုင်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်ကလေးကမပေပေမမေကိုလည်းမမလှုပ်ကြွေးတယ်ဒီနေ့ဒီချိန်ကြီးလည်းမမေကိုမမမေမမေရှိရှိနေသေးရဲ့ပေါ့အဲရှိနေသေးတော့မမေပေါ်မှာလည်းတာဝန်ကြီးအောင်မမေပါစားခြင်းလဲအာတလားတလားမမသူ့ ဘာလို့လဲဘာကြောရမလဲဆိုမမအမြဲတမ်းတာဝန်ကျင်အောင်စဉ်းစားတယ်ညီကိုမောင်နှမတွေဆိုလည်းဒီတိုင်းပဲအမမဘက်ကပဲဘာလို့လဲဆိုပြီးမမလှုပ်ပေးခဲ့တာပဲရှိတယ်။ဘယ်ညီကိုမောင်နှမစီရမမမအငါ့ကိုကြတော့မလှုပ်ပေးဘူး။ငါ့ကိုပေးရမှာပေါ့ဆိုတာမျိုးမမမရှိဘူး။အမမတက်နိုင်တဲ့ဟာလေးမမအမြဲတမ်းဟိုမှာအမဆိုလဲအမအလျောက်မမတက်နိုင်တဲ့ဒီနေ့ဒီချိန်ဒီမမပေးတယ်ကြော့တယ်အကိုဆိုလဲဒီလိုပဲအကိုဆိုလဲကိုကိုဘာလို့လဲ အဲသူလိုတဲ့ဟာလေးသူ့ဘဝဥမာပေါ့အလုပ်တွေပါလေဆိုလဲညီမလေးဒီကိုကိုတက်နိုင်တဲ့ဘက်ကအမြဲတမ်းစောင့်ရှောက်ပေးတယ်တူတွေတူမတွေလည်းဒီတိုင်းပဲကိုចောင်းထားပေးရမယ့်တူတွေတူမတွေရှင်ចောင်းထားပေးတယ်လှုပ်ပေးတယ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ဥမာဟိုပေါ့ဟိုမောင်လေးဆိုလဲရှင်လဲဒီလိုမောင်လေးကတော့အခုဒါလူလွတ်ပေါ့ဆိုတော့ညီမလေးဆိုလဲဒီလိုပဲဆိုတော့ကိုကဥမာကိုအမေရိကသွားဘာညာဆိုလဲဘလိုပဲဖြစ်ဖြစ်ကိုကိုတက်နိုင်တဲ့လောက်ပေါ့ကိုနိုင်တဲ့လောက်တော့ ို့မိသားစုအပေါ်မမအာစောင့်ရှောက်ပေးဖြစ်တယ်ပေါ့။ဥမာတဝင်းခွဲတွေပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်မမမမပဲအဲ့လိုမျိုးကြည်ပေးခဲ့တာပေါ့နော်။တောင်းဝဲတွေရောဒါအဲ့ပေါ့ဆွေမျိုးသွားချင်းပေါ့နော်ဥမာအာမမမမမမရဲ့မောင်ရဲ့တားလေးဆိုအာမမဆိုငငယ်လေးတွေကကြောင်းထားပြီးတာသူဆိုအင်ဂျင်နီယာဖြစ်သွားတယ်အဲအဲ့လိုမျိုးအင်ဂျင်နီယာအင်ဂျင်နီယာဖြစ်သွားအခုဆိုစင်ကာပူမှာအလုပ်လုပ်နေတယ် အဲ့တော့အဲ့လိုမျိုးလေးပေါ့နော်ဆိုမမဆိုနိုင်တဲ့လောက်ပေါ့မမအာမမမိသားစုလေးမှာမမအကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပြီးတော့နေပေးတယ်ပြောပေးတယ်ဆက်ဆံပေးတယ်မမအတတ်နိုင်ဆုံးလုပ်ပေးတယ်ပေါ့အဲ့လိုမျိုးလေးပေါ့ပေးတော့လက်ဖြစ်ရတဲ့အခါကျတော့မမမှာဘရောမှမရှာဘူးပေါ့နော်အဓိကကလေမမပြောတဲ့ဟိုကိုယ့်ရဲ့စိတ်ရင်းစေတနာ ကိုယ့်ဘဝမှာအကျိုးပေးတယ်ဆိုတော့အဲ့ဒါလေးကလေ အဲ့ဒီစကားလေးရလေအလကားပြောတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ရင်းစေတနာလူတယောက်မှာစိတ်ရင်းစေတနာဆိုတာလေးရှိတယ်အဲတချို့ကြတော့ခုမစိတ်စိတ်မထားတတ်တာမျိုးပေါ့မမကတော့အားလုံးပေါ်မှာစိတ်ရင်းစေတနာမှန်တယ်အဥမာမမကိုတိုက်ခိုက်နေရင်တော့မမကိုစိတ်ဆိုးနေရင်တော့မမစိတ်မဆိုးဘူးအဲ့လူတယောက်ကိုအမမအကောင်းဆုံးဖြစ်အောင်ရှင်းပြတယ်ပြောပြတယ်အာကိုဘက်ကတော့အဖြူပဲဒါပဲဒါပေမဲ့ကို့ ဟိုပေါ့တမျိုးမြင်ရင်တော့ကိုနားမလဲဘူးပေါ့မသိဘူးပေါ့အဲကြုံရင်တော့ရှင်းပြမှာပေါ့အဲဒါတလူရှိတယ်ဒါတလူရှိရယ်ပေါ့ဆိုတော့မမမှာဥမာမမဆိုလဲအနုပညာလောကမှာဆိုလဲအာမမနဲ့မတဲ့တဲ့သူတို့မခေါ်တဲ့သူတို့မပြောတဲ့သူတို့အဲသူပါရင်ငါမရိုက်ဘူးတို့ငါပါရင်သူမရိုက်ဘူးတို့အဲ့မျိုးကြီးမမမှာမရှိဘူးသိလားအဲ့လိုမျိုးမမင်းသားတွေဆိုလဲဘယ်မင်းသားနဲ့မဆိုမမရိုက်လို့ရ အဲ့လိုမျိုးလေအကုန်လုံးထိုင်းသားတွေဆိုလဲဟိုမမနဲ့အဲ့လိုအဆင်မပြေတဲ့ဟာမရှိဘူးဟွန်းဟွန်းမရှိဘူးသူကအေးချမ်းတာပေါ့ကောင်းတာပေါ့အေးချမ်းတာပေါ့သူ့လားသူ့အဲ့လိုမမတို့ចောင်းထားပေးရလေငငယ်လေးငငယ်လေးတွေကထင်တယ်တတကိုလေမမအနုပညာအလုံးစလုပ်ကြရရလေဆိုတော့တတကိုအဲ့လိုဆယ်တဲ့အဲ့လိုတက်ကတူအဲ့လိုထားပေးတာသူက GDI တက်တာ ်ဂျီဒီအိုင်တက်ရင်းနဲ့အဲ့ဒါအင်ဂျင်နီယာဖြစ်သွားတယ်။ကျွန်တော်မမဖြစ်သွားဝမ်းသာတာပေါ့။ဆိုတော့နောက်အဲ့လိုမမတို့ဟာမမကိုဝင်တသားကိုဝင်၈လလောက်တုန်းကမောင်ကောင်းပြည်လေးတယောက်ရှိသေးတယ်။အာမမတို့စေးချောင်းထားပေးရလေ။စေးချောင်းထားပေးရမောင်ကောင်းပြည်လေးကစေးချောင်းဆက်မတက်တော့တာ။သူဆက်မတက်တော့တာ။ဆိုတော့အဲ့ဒါလေးနှမျောပါလေ။နှမျောပါ။အတူတက်တခါတလေအာအိမ်အိမ်အိမ်လာတယ်။ မောင်လေးကအိမ်လာတယ်တူမုတ်မောင်မောင်မောင်တဝင်းခွဲခေါ်တာပေါ့တဝင်းခွဲပေါ့ဆိုမောင်လေးကအိမ်လာလာအာအိမ်မှာသူကမီးတွေပါပြီးပြက်တယ်ဘာညာမောင်လေးငါ့ကိုဒါလေးလှုပ်ပေးလှုပ်ပေးဆိုအဲသူအကုန်လှုပ်လက်ပြီးအခုတော့စင်ကာပူမှာအိမ်နောင်နောင်ကြတယ်